မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညချောင်းမှုစီဌာနမှာ2025ခုနှစ်အောက်တိုဘာလ16ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနှိမ့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသကြိုးမှာဖမ်းပြရှိတဲ့ပုံရကပ်ပလီပင်လယ်ပင်လယ်ဘင်္ဂလားပင်လယ်တို့မှာတိမ်တင့်တင့်မှတိတ်တူတန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကန်နယ်ဒေသကြီးတစ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးရိပ်တောင်များဖြစ်တွေ့မှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျက်ရနေရတဲ့ကြောင့်မှမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတကြုံခြင်းမိုးကျပြခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်တိတ်တမှာတိတ်တူထန်နေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာဘင်္ဂလားပင်လယ်ရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိတ်တိတ်တမှာတိတ်တူထန်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလားပင်လယ်တို့မှာမုတ်တုံလီအားနေနေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာအတင်းတင်းရှိပါမယ်။လိုင်းမြမမြမကဲရွယ်တဲ့ရှောင်းနဲ့ကန်လုံးပင်လယ်ပြင်တို့မှာလေးပေမှာ၆ပေကန်ရှိနေပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များနေနေကြတော့ ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာနေရာကွက်ကြားချင်းပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်နဲ့မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာနှံ့ပြမုန်တချုံရွာပါမယ်နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေခင်းမူလီဝတအချိန်နဲ့ခံမှန်းကြမှာ နေရာကွက်ကြောင်မူတစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရန်67ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြောင်မူတစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရန်60ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။မန္တလေးမြို့နယ်ညတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြားမှုတစ်ချုံရွာပါမယ်။ အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရင်ဟိုက်ရှင်းနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်အနေနဲ့ကတော့အနောက်တောင်ဘက်သုံးဒီဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာစုပ်ခွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစက်မှချမ်းသာကြပါစေရှင်။